ားထောင်တာတော့နားအေးတာပေါ့နားမတော့နားမတော့တော့နည်းနားပူတာနားနားအေးခြင်းနားထောင်လိုက်တယ်နားမရောနားမအေးခြင်းတော့နည်းနည်းသိနားမထောင်ဘူးဘလို့ကိုကိုခိုးဘနားဝင်ဒီဘနားထွက်ဟာနားဝင်ဘောနားထွက်ဟုတ်လားဘာဖြစ်လို့လဲတဲ့ဒါခါကြရင် तू ပြောကြင်ဘာတွေပြောနေမှန်းမသိဘူးအာဒီဘက်နားဝင်ဟိုဘက်နားထွက်သွားတယ်။ဉာဏ်ပြောရမို့အပူနဲ့အေးအေးဖြစ်နေတာပေါ့အမအကအပူတိုက်ပြီအကိုကြီးကအေးအေးတိုက်ဆိုတော့လူပဲဘေးဘာပဲပြောဘေးဘီပြောကိုဟိုဘက်နားဝင်ဒီဘက်နားထွက်အဲ့လိုပဲပြောတယ်။ ဟမ်အမြဲတမ်းဟုတ်ခဲ့လားအမြဲတမ်းဟုတ်ခဲ့လားအမြဲတမ်းဟုတ်ခဲ့ရများပါတယ်ပြောပါဦးကိုကကြောင့်စိတ်မြန်လူမြန်ထားဆိုဒူးော်တိုင်းပဲလို့တာအဲ့ဆိုကိုကြီးကအဲ့လိုမလုံနဲ့အဲ့လိုလုံရင်အမှားပါတတ်တယ်ဘယ်ရာမဆိုပြီးပြီးခေါင်းအေးလေးနဲ့ပဲစဉ်းစားဆုံးဖြတ်တခုခုဒီရာအချိန်တိုင်းပြီးသွားမှာပဲအခုချိန်ထိပဲအမေပေါ့နော်အဲ့ဒါမေမေမိုင်ပြီးရင်ဒါကမေမေကွိုင်လားကွိုင်ပါကွိုင်ပါဟုတ်ခဲ့ပါစူတောင်းစကားလေးရတော့ကိုကိုရင်ပြောမှာဟာနှစ်တရာတိုင်းပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်ကြီးဖြစ်ပါစေစူတောင်းပေးပါတယ်ဟာ ဟုတ်ကဲ့ပါနှစ်တရာအတိုင်းပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်ကြီးလေးဖြစ်ပြီးတော့တားငယ်နဲ့စိုးပြေးလေးတို့ရာသပံရိုးမြေကြရွှေလက်တွဲနိုင်ပြီးတော့တသမီမီတွေလည်းအများကြီးဖွားမြင်ပါစေလို့ဆုတောင်းပေးပါရရှင်ဖက်ရှင်ကတော့မမရဲ့ဒီနေ့ကတော့လာမင်းကူကူချုပ်ပေးရပါတော့လာမင်းကူကူချုပ်ပေးရပြီးတော့အမ်ဟိုပါတော့မိတ်ကပ်ကတော့မင်းထပ်ပိုင်ဖြစ်ပါတယ်မမအဲဒီဇိုင်နာရဲ့အိုင်ဒီယာပါဟုတ်ကဲ့ပါအာပီတီကတော့အရန်ပေါ့နော်အာပြောရွှင်ပါတယ်အဓိကကတော့ဒီဟိုပါပေါ့နော်နားလည်မှုနဲ့ပေါ့နော်တိဆောက်သွားကြလို့ရှင်တော့ ကယ်ပေါ့နော်ဒီရာသက်ပန်ရုံးနေကြရှင်လက်ထဲအိမ်ဟောင်ကြီးလေးဖြစ်မှာပါအဲစီနီယာကြီးရဲ့အကြံပြုကတော့အဓိကတော့နားလည်မှုပါပဲညီမလေးနားလည်မှုရေးကြည့်ပါတယ်ဒီကဟိုဟာဟိုသူမကြိုက်တာကိုမလုံနဲ့ပေါ့ကိုမကြိုက်တာသူမလုံနဲ့ပါအဲ့လိုမျိုးဖြစ်ဖြစ်ကိုလုံးချင်အောင်လုံအဲ့ဒါအဆင်ပြေပါတယ်ဟာဘယ်လိုပြောရလဲအဲ့လိုမျိုးပေါ့ဟိုသူမကြိုက်တာတွင်ဒါမကြိုက်ဘူးနောက်တစ်ခါသူမလုံတော့ကျွန်တော် ကြိုက်တာလှုပ်တာမကြိုက်တာတွေ့ရင်လည်း तू ပြောတယ်နောက်တစ်ခါကျရင်ကျွန်တော်မလှုပ်တော့ဘူးပါတဖြည်းဖြည်းနည်းနည်းသွားတော့မကြိုက်တာတွေလှုပ်နေတယ်အခံယူချက်တွေကတော့မတူကြဘူးပေါ့ဒီလိုပါပဲအကြံပြုတာကြတော့ဆိုးပြေအကြံပြုတာဘာပြုမလဲကိုကျွန်တော်လည်းတစ်နှစ်ပဲရှိသေးတယ်တိတ်တော့မသိဘူး အရင်တော့ဆိုလို့ရှိရင်အတူတူရှိုးပွဲတွေလည်းစုံကြရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတခုခုရိုက်တာတွေပါလေအတူတူစုံကြရပေါ့ဒီနောက်ပိုင်းကျတော့အာဒီကိုဗစ်နောက်ပိုင်းမှာတိတ်မစုံဖြစ်ကြတော့တိတ်မသိတော့ဘူးပေါ့နော်အဲ့လိုမျိုးအခုကျတော့တီးတော့ဆက်ဆက်ချင်းကြော်ညာတော့ surprise ဖြစ်မိပါတယ်ဟုတ်မိမစကားနားထောင်ကြတာတော့ဟုတ်ပါတယ်နားထောင်တာတော့နားရတာပေါ့နားမလားနားမထောင်ရောနားဘူးတော့နားနားအေးချင်နားထောင်လိုက်နားမရော နားမအေးကျင်တော့နည်းနည်းတိတ်နားမထောင်ဘူးဘလို့ကိုကိုခိုးဖက်နားဝင်ဒီဖက်နားထွက်ဟာဘယ်နားဝင်ဘောနားထွက်ပါဟုတ်လားဘာဖြစ်လို့လဲတိတ်နေဒီခါကျရင် तू ကပြောကြင်ဗာဒီပြောနေမှာမဟုတ်လေအာဒီဖက်နားဝင်ဟိုဖက်နားထွက်သွားတာမြန်ပြောရမို့အပူနဲ့အေးအေးဖြစ်နေတာဗောအမကအပူတိုက်ပြီကိုရကြအေးအေးတိုက်ဆိုတော့လိုပဲဘေးဘာပဲပြောဘေးဘီပြောကိုခိုးဖက်နားဝင်ဒီဖက်နားထွက်အဲ့လိုပဲပြောတယ်ဟမ်အမြဲတမ်းဟုတ်ကဲ့လားအမြဲတမ်းဟုတ်ကဲ့လားအမြဲတမ်းဟုတ်ကဲ့များပါတယ်အဲယူဆိုင်ပေးပါတယ်ဟုတ်စားစားရယူဆိုင်ပါတယ်ဟုတ် ်နားလည်ပေးလားတဲ့ဘယ်လောက်ချစ်လဲတဲ့ဘယ်လောက်ချောလဲတဲ့နားမလည်ဘူးပြင်နေဘလို့ဘလို့တဲ့မဟုတ်ဘေဘီအရင်ချောတယ်ဆိုတာကိုလက်ခံပါတယ်တဲ့အဲ့ဒါလက်ခံတယ်လက်ခံပါတယ်နားလည်ပေးပါတယ်အများကြီးနားလည်ပေးတယ်ဟွာဘာလို့ဆိုတော့ကျွန်တော်ကကြောက်အေးအေးဆေးဆေးကိစ္စတစ်ခုလို့လေအေးအေးဆေးဆေးပဲလုပ်တယ်သူကကြောက်တော့မြန်မြန်ဆန်ဆန်ဆုံးဖြတ်တယ်မြန်မြန်ဆန်ဆုံးဖြတ်တယ်အဲ့ဒါလေးကိုဟောပေါ့တခါကြရင်မြန်ဆန်တဲ့ဟာကြရင်လည်းတခါကြရင်မှားတတ်တာရှိတယ်ပေါ့အဲ့ဒါလေးမြန်မြန်ဆန်မလုပ်နဲ့အေးအေးဆေးလို့နောက်ဆုံးတော့လည်းပြီးသွားတာပဲ ဘလောက်ပဲအရေးကြီးတဲ့ကိစ္စဘလောက်ပဲကြီးတဲ့ကိစ္စဖြစ်ဖြစ်နောက်ဆုံးတော့လည်းပြီးသွားတာပေါ့အကောင်အေးစေးဒါဆုံးဖြတ်လို့အဲ့လိုပြောပါတယ်ဟိုကကြောင့်စိတ်ညံလူညံထားဆိုဒူးတော်တိုင်းပဲလို့တာအဲ့ဆိုကိုကြီးကအဲ့လိုမလုံနဲ့အဲ့လိုလုံရင်အမှားပါတတ်တယ်ဘယ်ရာမဆိုပြီးပြီးခေါင်းအေးလေးနဲ့ပဲစဉ်းစားဆုံးဖြတ်တခုခုဒီရာအချိန်တိုင်းပြီးသွားမှာပဲတခုခုအချိန်ပေါ့နော်နောက်ကြလို့ကားမြန်လို့ရမြန်မြန်မောင်းပေးပါမြန်မြန်မောင်းမယ်ဆိုမဟုတ်ပြီးပြီဒီလန်းကဒီအားရောက်မှာပဲမြ мян သွားလဲတာပဲဖြည်းဖြည်းသွားလဲတာပဲချိန်တန်လို့ရှင်ရောက်မှာပဲတိတ်ဆန္ဒမစောနဲ့အဲ့ဒါတော့မြဲတဲ့ဆုံးမဖြစ်တယ်ပေါ့နော်အခုချိန် အခုချိန်အထိပဲအမေပေါ့နော်အဲ့ဒါမေမေမိုင်ပြီးရင်ဒါကမေမေကွိုင်လားကွိုင်ပါကွိုင်ပါမေရောတိတ်မတိုင်ဖြစ်ပါအောင်အမေကသူ့အကြောင်းသိပြီးသားသူ့အကြောင်းသိပြီးသားဆိုမသိလို့ရှင် စိတ်ချမ်းသာခြင်းကိုဤကျမချင်းနဲ့ပြည့်စုံပြီးရောအဲတားငယ်လေးရောစိုးပြေလေးရောတက်ရကြောရှိပါစေစီးပွားရေးလောကမှာရောအမှုပညာလောကမှာရောအဲဒီထက်မကအောင်မြင်မှုများစွာအများကြီးများကြီးပေါ့နော်ဒီလင်ဒီမရအများကြီးရရှိပါစေဦးအောင်မင်းအောင်လို့ပေါင်းသိနိုင်ကြပါစေလို့ဆုတောင်းပေးပါရစေကိုကိုဆုတောင်းပေးပါရသက်မှန်ရိုးမြေကြအောင်မြင်ပျော်ရွှင်တဲ့အိမ်တော်ရေးဖြစ်ပါစေ